တာယာတော်မနေ့ခင်မှာယေရှုနာမအားဖြင့်အလုံးကိုဖိတ်ခေါ်ကောင်းကြီးပေးပါတယ်။ဖယားသခင်ထံတော်ဘာမှလာတဲ့ညီတချင်းကောင်းကြီးမင်္ဂလာ၊ကျမ်းမာချင်းကောင်းကြီးမင်္ဂလာပျော်ရွှင်ညီတချင်းကောင်းကြီးမင်္ဂလာဒီအခုခဲရင်ဆိုးရတဲ့ကာလမှာတရားဒေသနာကိုနားထောင်နေတဲ့သင်နဲ့သမိသားစုပေါ်မှာတက်ရောက်၍တည်ရှိနေပါစေတော်လို့အအူဆုံးမေတ္တာပို့ဆုတောင်းလိုက်ပါတယ်။ချစ်တော်ညီကိုမောင်တို့အသက်ရှင်တော်နှုတ်ကပတ်တော်ကိုနားထောင်ဖို့ရင်အအူဆုံးအတူတကွဆုတောင်းကြပါစို့။ ကောင်းမြတ်ဆုံးလင်တော့ဖဖရာဂျေစုတင်နေတညတာလုံးအိဆက်အနာယူခွင့်ပေးတယ်ကျွန်တော်ကျမတို့ကိုအမောင်ညမှာအိဆက်အနာယူခွင့်ရတယ်တော့မကတာယာတော့မနဲ့ခင်မှာနိုးထခွင့်ပေးတယ်အသက်ရှင်ခွင့်ပေးတယ်အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုမနဲ့တိုင်းမှာဂျာနာခွင့်ပေးတဲ့အတွက်တာ၍ဂျေစုတို့ကိုချီးမွမ်းပါတယ်အခုဒီချိန်မှာလဲနှုတ်ကပတ်တော်ကိုခွန်ခွန်အားယူရမှာဖြစ်ပါတယ်ခွန်အားယူမဲ့အချိန်ဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါခေါ်ကြတဲ့ဆရာ ျွန်တော်တို့နားထောင်နေတဲ့ယုံကြည်သူအားလုံးကိုထိမိ၍တီဆောက်စရာဖြစ်စေပါမိကြောင်းအချိန်တိုင်းကိုကိုတော်လက်တော်ထဲအနန္တခါမှာကဲတင်ပိုင်းရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖခင်အားမင်းချစ်တော်ညီကိုမောင်တော်တို့ဒီကနေ့မနေ့အားလုံးနဲ့ဝင်ကားခြင်းနဲ့ကောင်းစဉ်လေးကနောက်ဆုံးသောကာလမှာယုံကြည်သူခရိယန်တွေဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အပိုင်းနှစ်ဖြစ်ပါတယ်အပိုင်းတစ်မှာအချက်နှစ်ချက်နဲ့ဝင်ကားပြီးပြီးဒီကနေ့အပိုင်းနှစ်မှာလည်းအချက်နှစ်ချက်နဲ့ဝင်ကားခြင်းနဲ့ နောက်ဆုံးတော့ကာလမှာဘာတွေပြင်ဆင်ရမလဲဒီနေ့အချက်နှစ်ချက်ထဲမှာပထမဦးဆုံးတစ်ချက်ကအချင်းချင်းချစ်ကြပါလို့ခွန်အားပေးခြင်းတယ်တစ်ပေခန်းကြီး၄အငယ်၈ကိုဖွင့်ရအောင်နော်ကျမ်းစာရှိမယ်ဆိုရင်တစ်ပေခန်းကြီး၄အငယ်၈ကိုဖွင့်ရအောင်ကျွန်တော်ဖတ်ပြကျွန်တော်ဖတ်ပြပါမယ် တိပေခန့်ကြီးလေးငယ်ရှိအချောတော်အမှုအရာထက်မကအချင်းချင်းအားကြီးတော်ချစ်ချင်းမေတ္တာသည်များစွာတော်အပြစ်တို့ကိုဖုံးအုပ်တတ်၏ချစ်တော်ညီကိုမောင်မတို့လူတိုင်းလူတိုင်းမှာအချစ်ဆိုတာရှိပါတယ်ဒါပေမဲ့တမာတရားကပြောတဲ့မေတ္တာကတော့ယုံကြည်သူတွေမှာပဲရှိတာဖြစ်ပါတယ်ဒါကြောင့်တမာတရားပဲပြောပြီးမေတ္တာပြောင်းနေရင်မမှန်တယ်လို့မေတ္တာပဲပြောပြီးတမာတရားပြောင်းနေရင်လည်းလွဲပါတယ်အမှန်တော့ဒီနှစ်ခုဟာခွဲလို့မရပါဘူး ဖယားသခင်ဟာမေတ္တာဖြစ်တယ်လို့တစ်ချိန်တည်းမှာတမာတရားလည်းဖြစ်နေလို့ပါနောက်ဆုံးတော့ကာလမှာယုံကြည်သူတွေယုံကြည်ခြင်းကြောင့်အချင်းချင်းမေတ္တာမပြောက်ဖို့အင်မတန်အရေးကြီးတယ်လို့မေတ္တာပဲပြောပြီးယုံကြည်ခြင်းကိုဥပိ္ပခပြုမိဖို့မပြုမိဖို့အင်မတန်အရေးကြီးပါဆိုတော့ချစ်ချင်းမေတ္တာလို့ပြောလိုက်တဲ့အခါမှာလူတိုင်းနားလေတယ်အများကြီးရှင်းပြစရာမလိုအချားတော့အမှုအရာထက်မှာကအချင်းချင်းအားကြီးတော့ချစ်ချင်းမေတ္တာတည်းတဲ့များစွာတော့အပြစ်တို့ကိုဖုံးအုပ်တိုက် မူရင်းစကလုံးမှာဘယ်လိုပြောလဲဆိုတော့အချင်းချင်းချစ်ကြပါလို့အရင်လာတာမူရင်းစကလုံးမှာပြီးမှပဲဘာကြောင့်အချင်းချင်းချစ်ကြရတယ်လဲဆိုတော့မေတ္တာဟာအပြစ်တွေကိုဖုံးအုပ်တက်လို့ပါတဲ့အဲ့လိုပြောတာဆိုတော့အချင်းချင်းချစ်ကြပါဆိုတာကတော့ကျွန်တော်တို့လူတိုင်းနားလေတယ်ခရိယန်တိုင်းနားလေတယ်ဘာကြောင့်လဲဆိုတော့ဖယားသခင်ဟာချစ်ချင်းမေတ္တာဖြစ်လို့ဖြစ်တယ်ဖယားသခင်ဟာချစ်ချင်းမေတ္တာဖြစ်တဲ့အတွက်ယုံကြည်သူတယောက်ကချစ်ချင်းမေတ္တာမရှိရင် ျွန်တော်တို့မှာဘုရားသခင်မရှိဘူးလို့ပြောလို့ရတယ်တကယ်လို့ကျွန်တော်တို့ဟာဘုရားသခင်မရှိရင်ကျွန်တော်ကခရိယန်တောင်ပြောလို့မရတော့ဘူးဟုတ်တယ်နော်ဒါကြောင့်ရှင်ယာကုတ်ကသူ့ရဲ့စာဆောင်တိုင်းမှာဘလို့ပြောလဲဆိုရင်မြင်နေရတဲ့လူတွေကိုတော့မှမချစ်နိုင်ဘူးဆိုရင်မမြင်ရတဲ့ဘုရားသခင်ကိုချစ်တယ်ချစ်တယ်မပြောနဲ့တဲ့အဲ့ဒါလူလိမ်ပဲတဲ့ရှင်းတယ်နော်ဒါရှင်ယာကုတ်ပြောအေးအေးတားရှင်းတယ်ရှင်းရှင်းလင်းလင်းတော်တော်ထီးတယ်အခုကျွန်တော်တို့ကိုလည်းအဲ့လိုပြောနေတာပဲအချင်းချင်းချစ်ကြပါလို့ပြောလိုက်တဲ့အခါမှာ ကျွန်တော်တို့ကများတော့အဖြစ်အချင်းချင်းမချစ်နိုင်အောင်ဘုရားသခင်ကိုတော့ချစ်တယ်ချစ်တယ်လို့ဗဇက်ကနေတအားပြောတတ်တယ်။ဒါကြောင့်ကျွန်တော်တို့စင်ချင်ခွန်အားယူရမယ်။အချင်းချင်းချစ်တတ်ဖို့လိုတယ်။ဒီနေရာမှာပြောတဲ့အချင်းချင်းဆိုတာခရိယံအချင်းချင်းကိုအရင်ပြောတာဖြစ်ပါတယ်။ခရိယံအချင်းချင်းချစ်နိုင်မှဒါလည်းမယုံကြည်တဲ့သူကိုချစ်နိုင်မှာဖြစ်တယ်အာမင်။ကျွန်တော်တို့ခရိယံတုံတင်မှုမှာအင်မတန်နီးစနစ်ကြတယ်။ပထမဦးဆုံးကိုယ့်ရဲ့မိသားစုထဲကိုအရင်ထူထောင်နိုင်အောင်လုပ်ရမယ်။ မိသားစုကိုချစ်နိုင်အောင်လုပ်ရမယ်မိသားစုကိုမချစ်နိုင်တဲ့တယောက်ကအတင်းသူအတင်းသားတွေကိုချစ်နိုင်တယ်လို့ပြောလို့မရအောင်ဒါကြောင့်အတင်းသူအတင်းသားကိုချစ်တာကဒုတိယမှခြေလန်းစတာအတင်းသူအတင်းသားအချင်းချင်းမချစ်နိုင်ဘူးဆိုလို့ရှိရင်မယုံကြည်သူတွေကိုချစ်နိုင်တယ်လို့ပြောလို့မရအောင်ရှင်းတယ်နော်ဒါကြောင့်မိသားစုကိုချစ်မယ်ပြီးမိသားစုကိုချစ်နိုင်တဲ့သူဟာအတင်းသူအတင်းသားကိုချစ်နိုင်မယ်အတင်းသူအတင်းသားကိုချစ်နိုင်တဲ့သူဟာမယုံကြည်သူကိုလည်းသူချစ်နိုင်မယ်အဲ့လိုချစ်နိုင်တဲ့သူဟာဖရာသခင်ကိုချစ်နေတဲ့သူပဲလို့တက်တည်ပြရရောက် ဘာကြောင့်လဲဆိုဖယားသခင်ဒီချစ်ချင်းမေတ္တာဖြစ်လို့ပဲဖြစ်တယ်အာမင်ဆိုတော့ဒါကိုတော့အားလုံးနားလေတယ်ဒါပေမဲ့နားမလည်နိုင်တခုရှိရှိကောင်းရှိမယ်နော်ချစ်ချင်းမေတ္တာဒီများစွာတော့အပြစ်တို့ကိုဖုံးတတ်၏ဆိုတဲ့စကားတချို့ကမေးကောင်းမေးမယ်ဆရာကြီးချစ်ချင်းမေတ္တာကများစွာတော့အပြစ်ကိုဖုံးအုပ်တတ်တယ်ဆိုတာဘာသဘောလဲသူများအပြစ်လုံနေရင်လဲမျက်စိတစ်ဖက်မိတ်တစ်ဖက်ဖွင့်မှပဲမသိတယ်လို့ဟန်ဆောင်နေရမှာလားဥပမာကျွန်တော်တို့အသိန်းတော်ကအမှုတော်ဆောင်တယ် မဟုတ်မကတွေလုံနေတာကိုကျွန်တော်တို့ကမပြောဘဲနေရမှာလားသို့မဟုတ်တချို့ကလွဲမဆိုခံယူတဲ့သူကရှိသေးတယ်အမှုတော်ဆောင်မပြောနဲ့အမှုတော်ဆောင်ပြောရင်ဖယားနေကိုဆုံးမမယ်အဲ့လိုမျိုးခံယူတဲ့သူရှိတယ်အင်မတန်မားပါတယ်ချက်တော်ညီကိုမောင်တို့မန်တယ်ဆိုလို့ရှိရင်ပြောရမယ်လေအမှုတော်ဆောင်မားနေတာကိုသင်ကချစ်ချင်းမေတ္တာနဲ့မထောက်ပြဘူးဆိုလို့ရှိရင်သင်ကိုယ်တိုင်ကသူမားတဲ့နေရာမှာပါဖြစ်လေရှယ်ယာဝင်သွားသလိုဖြစ်သွားမှာပေါ့ ်ဒါကြောင့်အမှုတော်ဆောင်မို့လို့မပြောရဲဘူးလို့လုံးဝလုံးဝလုံးဝမခံယူပါနဲ့အမှုတော်ဆောင်မားနေတာတေချာတယ်ဆိုရင်ပြောကိုပြောပါโอเคအမှုတော်ဆောင်မပြောပါနဲ့ဘုရားဆုံးမတတ်တယ်ဆိုတဲ့စကားကမဟုတ်မမှန်စွတ်စွဲတဲ့နေရာမှာပဲတုံရမှာဖြစ်ပါတယ်တကယ်လို့အမှုတော်ဆောင်တယောက်ကဟုတ်တာပဲလုပ်နေတယ်မဟုတ်တာမလုပ်ဘူးလူတယောက်ကသူ့ကိုပဲဖြစ်လဲစွတ်စွဲခြင်းလို့အမှုတော်ဆောင်ကရှောက်ရှောက်လုပ်တယ်လို့ပြောရင်ဘုရားသခင်ကအဲ့ဒီပြောတဲ့သူကိုဆုံးမလိုက်မယ်ဒါကတော့ဟုတ်တယ်မှန်တယ် ဒါပေမဲ့အမှုတော်ဆောင်မားနေရဲ့သားနဲ့အသိန်းသူအသိန်းသားတွေတို့မဟုတ်ယုံကြည်သူတွေကမထောက်ပြရဲဘူးအာချစ်ချင်းမေတ္တာနဲ့တတိမပေးဘူးဆိုရင်အဲ့ဒီတီးပြီးတော့မှတတိမပေးတဲ့သူကအဲ့ဒီအမှုတော်ဆောင်မဟုတ်မကလုံနေတဲ့ထဲမှာ share ပါနေတယ်ဆိုတာတတိထားပါနော်တတိထားပါဒါကြောင့်အမှုတော်ဆောင်မားတဲ့ခါမှာချစ်ချင်းမေတ္တာကြောင့်မပြောပါနဲ့လို့ပြောတာဒီဒီကျမ်းချက်ရဲ့အဓိကဆိုလိုရင်းမဟုတ်ဘူးနော်များစွာတော့အဖြစ်ကျွန်တော်အဲ့လိုခံယူတော့တတ်ကြတယ် ချစ်ချင်းမေတ္တာကြီးများစွာတော့အပြစ်တို့ကိုဖုံးတတ်တယ်ဆိုတာသူများမားရင်လည်းမပြောပါနဲ့အဲ့လိုမျိုးလား no 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 မဟုတ်ဘူးတော့ကျွန်တော်ရှင်းပြမယ်တေချာနားထောင်မေတ္တာကြီးအပြစ်ကိုဖုံးအုပ်တတ်တယ်ဆိုတဲ့စကားကသူတပားကိုချစ်ရင်သူတပားကိုအရင်ခွင့်လွတ်တတ်လာမယ်ဆိုတာကိုပြောတာသူတပားကိုခွင့်လွတ်တတ်လာရင်အမြင်ဆိုးတွေမရှိတော့ဘူးအမြင်ဆိုးအထင်ဆိုးတွေမရှိတော့ရင်အပြစ်ဖြစ်လာဖို့မရှိတော့ဖြစ်မလာအပြစ်တွေဖြစ်မလာတဲ့အတွက်ကြောင့်အပြစ်ကိုအချက်ကဖုံးအုပ်သွားတဲ့သဘော ဒီလိုမဟုတ်ပဲနဲ့သူတပားရဲ့အမတ်မထင်ပြောလိုက်တဲ့စကားသခွန်းကကိုကိုလာထိခိုက်တဲ့ခါမှာကြုံဘူးကြမယ်နော်တချို့ပြောထွက်လိုက်တဲ့စကားကပြောလိုက်တဲ့သူကတော့ပြောလိုက်ရင်မေ့သွားပြီဒါပေမဲ့ခံလိုက်ရတဲ့သူတယောက်ကမမေ့နိုင်ဘူးငါ့ကိုဒီသခွန်းပြောခဲ့တာဆိုပြီးမှ၂ရက်၃ရက်လောက်ခံစားပေးနိုင်တယ်၂ရက်၃ရက်လောက်စိတ်မကောင်းဖြစ်သွားတယ်တချို့ဆိုနလ၃လလောက်စိတ်မကောင်းဖြစ်တယ်တချို့ဆိုရင်တစ်နှစ်နှစ်နှစ်လောက်တော့မှစိတ်မကောင်းဖြစ်နေတယ်အဲ့ဒီစကားသခွန်းလေးကြောင့် ပြောလိုက်တဲ့သူကမိတာတော့မှကြာပြီပြောလိုက်တာနဲ့မိသွားပြီဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီစကားသခုံးကိုသွားခံစားပေးနေတယ်သွားစိတ်ညစ်ပေးနေတယ်ဘာဖြစ်လဲအင်မတန်ကိုယ့်အတွက်အကျိုးနဲတာပဲဒါကြောင့်ကျွန်တော်စကားသခုံးအမြဲနဲ့ကိုယ့်ကိုယ်ကိုခွန်အားပေးတယ်အခုလည်းအားလုံးခွန်အားပေးခြင်းနဲ့အဲ့ဒီစကားနဲ့ဘာစကားလဲဆိုတော့သူတပားရဲ့အမားကြောင့်မိမိကိုယ်ကိုလာပြီးတော့မှမနှိပ်စက်ပါနဲ့โอเคထပ်ပြောမယ်နော်သူတပားရဲ့အမားကိုယူပြီးတော့မှကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့ အဲ့ဒါကိုကိုကိုဆုံးဖြတ်ရမယ်နော်များတော့အဖြစ်ကျွန်တော်တို့ကလေသူတပားရဲ့အမားလေးတစ်ခုကိုယူပြီးတော့မှကိုဟာကိုလာနှိပ်ဆက်နေတာဘယ်သူအကျိုးဖြစ်မလဲပြောလိုက်တဲ့သူတယောက်ကပျော်လွန်းလို့သူဘာပြောသွားမှန်းတော့သူမသိဘူးမေ့သွားတာကြပြီကျွန်တော်တို့ကအဲ့ဒီစကားသခွန်းကိုယူမှလာခံစားပေးနေတာကိုကိုကိုနှိပ်ဆက်နေတာမဟုတ်ဘူးလားဒါကြောင့်သူများအမားကိုယူမှကိုကိုကိုလာမနှိပ်ဆက်ပါနဲ့လို့ကျွန်တော်ကိုကိုကိုအမြဲတမ်းခွန်အားပေးတယ်အခုအားလုံးကိုလည်းဒီစကားနဲ့ခွန်အားပေးခြင်းတယ် ူများပြောလာတဲ့စကားသခွန်လေးအားဖြစ်ပါဖြစ်လေအတွင်းထဲမှာတူတိတ်ပြီးတော့မှပုတ်ပြက်လာတဲ့ခါမှာဂလဲစားချေဖို့ဖြစ်လာတယ်။နောက်ကြလို့ရှင်သူ့တွေ့လို့ရှင်သူ့ငါဘလို့လှုပ်ပေးရမလဲဆိုမှစိတ်ထဲမှာပါဖြစ်လေကြံစီလာတယ်။အဲ့ဒီကြံစီခြင်းကအပြစ်ဆိုတဲ့အရာပေါက်ဖွာလာစေတာပဲ။နားလည်လားမသိဘူးနော်။ယင်ထဲမှာထည့်ထားတာကြာလာရင်အဲ့ဒီကိုကိုမားပြစ်မားခဲ့တဲ့သူကိုကပြန်လှုပ်ခြင်းနဲ့ပြန်ပြန်စော်ခြင်းတဲ့သဘောအဲ့ဆိုရင်အပြစ်ဖြစ်လာမယ်။ဒါကြောင့် ချစ်ချင်းမေတ္တာဟာအရာရာကိုဖုံးအုပ်တတ်တယ်ဆိုတာသူများပြောမားတဲ့စကားသခွန်းတလေလေးကိုစိတ်ထဲမထည့်ခြင်းဖြစ်တယ်။ခွင့်လွတ်ထားတာကြိုတင်ခွင့်လွတ်ထားတာကြိုတင်အမြင်မားတွေမရှိဘူးအမြင်မှန်ပေးတာအမှန်မြင်ပေးတာโอเคနားလည်လားမသိဘူးနော်ဆိုတော့ပြောလိုက်တဲ့သူကပြောတာမေ့သွားပြီ तू တခါတလေအမတ်မထင်ပြောလိုက်တဲ့စကားကကျွန်တော်တို့ထိခိုက်သွားပြီမဲ့ကျွန်တော်တို့ကစိတ်ထဲမထည့်တော့ဘူးကျွန်တော်တို့ကဖုံးအုပ်တတ်လာတယ်ဒါကြောင့်တုတ်တန်ကျန်းခန်းကြီး30ငွေစနစ်မှာဘယ်လိုပြောလဲဆို မုံတော်စိတ်တည်ရန်တွေ့ရတော့တိုက်တွန်းတတ်၏တဲ့ချစ်တော်စိတ်မူကခက်သိမ်းတော့အပြစ်တို့ကိုဖုံးအုပ်တတ်တတ်၏တဲ့လူတယောက်ကိုတင်ချစ်တယ်ဆိုရင် သူ့ရဲ့စကားလေးတခွန်းနဲ့တင်စိတ်ထဲမှာပါဖြစ်လေအမြင်မကြည်လင်စရာလုံးဝမရှိဘူးဒီ group ထဲမှာချစ်သူကြီးစားရှိတဲ့သူရှိရှိကောင်းရှိမယ်နော်ချစ်သူကြီးစားရှိတဲ့သူကိုယ့်ရဲ့လင်နဲ့မရရှိတဲ့သူဆိုလို့ရှိရင်တစ်ဖက်သားပြောလိုက်တဲ့စကားတခွန်းကတအားဆိုးနေရင်တော့မှကျွန်တော်နားထဲမှာတအားချူနေတယ်မဟုတ်ဘူးလား လင်းဘာလဲဒီချစ်သူကြီးစားတွေချင်းသွေးတဲ့အခါမှာပြောလို့မကုံနိုင်တဲ့စကားတွေဘာလို့ရှိရလဲသိလားချုံမြေလို့တဖက်သားကိုချစ်လို့ဖြစ်တယ်တဖက်သားကိုချစ်တဲ့အခါမှာ ဖုံးအုပ်တက်လာတယ်သူ့ရဲ့ပျော့ကွက်တွေကိုနားလည်လားမသိနော် သူ့ရဲ့မပြည့်စုံမှုတွေကိုဖုံးအုပ်ပေးတက်လာတယ်အဲ့ဒါကနောက်ဆုံးတော့ကာလမှာရှိရမယ့်ချစ်ချင်းမေတ္တာပဲချစ်ချင်းမေတ္တာကအရာအလုံးကိုဖုံးအုပ်တက်တယ်ဆိုတာအဲ့ဒါကိုပြောတာဒုတိယတစ်ခုပြောအောင်မယ်နော်ချစ်ချင်းမေတ္တာကအပြစ်တွေကိုဖုံးအုပ်တယ်ဆိုတာ အမားတွေကို ဖုံးဖိပေးတာလုံးဝလုံးဝမဟုတ်ပါဘူးအခုနောက်ပြောပြီနော်အမားတွေကိုဖုံးဖိပေးတာမဟုတ်ဘူးအမားမဖြစ်အောင်ကြိုတင်ကာကွယ်တာပဲဖြစ်တယ်မေတ္တာဟာအပြစ်ကို ဖုံးအုပ်တတ်တယ်ဆိုတာအမားမဖြစ်အောင်ကြိုတင်ကာကွယ်တာတကယ်လို့အမားလှုပ်ခဲတဲ့သူဆိုရင်နောင်တရတဲ့သူကိုဒါခွင့်လွတ်လက်ခံပေးတာ ဖြစ်ပါတယ်အမားလှုပ်ခဲတဲ့သူရှိမယ်ဆိုရင်ကျွန်တော်မေတ္တာနဲ့သွားမှတတိပေးမယ်တတိပေးတဲ့ခါမှလည်းသွားစီရင်တာတို့သွားပြီးတော့မှ ဟိုဘာလဲဆရာကြီးသွားလှုပ်တာတို့အဲ့လိုမျိုးအတန်နဲ့သွားမပြောနဲ့ပေါ့နော်ယုံကြည်သူအချင်းချင်းအမားကိုထောက်ပြတဲ့အခါမှာချစ်ချင်းမေတ္တာနဲ့စကားကိုနှွတ်နှွတ်နဲနဲလေးပြောတဲ့အခါမှာတစ်ဖက်သားလည်းကြားရကောင်းတဲ့အခါမှာသူလည်းလက်ခံနိုင်တယ်အာနေတာလှုပ်မားတယ်နေတေတော့မှာပဲနေဘာလို့ဒီလိုလှုပ်တာလဲဆိုမှသွားအော်ခင်းနေတော့သူများလည်းကြိုက်မှာမဟုတ်ဘူးလေဟုတ်တယ်နော်ဒါကြောင့်ချစ်ချင်းမေတ္တာစကားတန်ဆိုတာရှိတယ်နူးညံ့တဲ့စကားတန်လေးနဲ့တွားမှာ ဒါမလုပ်ရဘူးနော်ဒါမလုပ်သင့်ဘူးထင်တယ်ကျန်းစာထဲမှာအဲ့လိုရေးထားတယ်ဒါမားတယ်ထင်တယ်ယုံကြည်သူတယောက်ဒါလိုမလုပ်ရဘူးသို့မဟုတ်အမှုတော်ဆောင်မားတယ်ဆိုရင်ဆရာကြီးအဆရာလှုပ်တာမဟုတ်ဘူးထင်တယ်နော်ကျန်းစာထဲမှာတော့ဒီလိုရှိတယ်မဟုတ်ဘူးလားဆရာတို့လှုပ်တာမားနေတယ်မဟုတ်ဘူးလားโอเคတက်သေးတော့အတိအကျရှိရမယ်တကယ်လို့တခြားသူကိုပြောမယ်ဆိုရင်တက်သေးနဲ့တေချာလေးသူ့တယောက်ထဲတော့ပြောပြသူ့ကိုတော့ပြောပြလို့ तू ကနောင်တရခဲ့မယ်ဆိုရင် तू လှုပ်ခဲ့တဲ့အမားအလုံးကိုမေတ္တာနဲ့ဖုံးအုပ်ပေးရမယ်လို့ကျမ်းစာထဲကပြောတယ် တကယ်လို့သူနောင်တမရခင်တော့ဒီမားတဲ့အရာကိုဆက်မားလို့ရအောင်ဖုံးအုပ်ပေးဖို့ကျန်းစာထဲမှာမတုံတင်ထားဘူးနော်ဒါကြောင့်အကေ၍မေတ္တာဟာအပြစ်ကိုဖုံးအုပ်တတ်တယ်ဆိုပြီးအသိန်းတော်ထဲကအမှုတော်ဆောင်ကအစအပြစ်လုံနေတဲ့အတဲ့သူတွေအများကြီးကိုတိတိကြီးနဲ့မတိတလို့နေပေးခြင်းမျိုးဟာကျန်းစာထဲကပြောတယ်မေတ္တာမဟုတ်ဘူးဆိုတာကျွန်တော်ဖော်ပြခြင်းနဲ့တကယ်လို့ဒီလိုလုံနေအပြစ်အတူတူလုံနေတာပဲဟုတ်တယ်နော်ရှယ်ယာပါနေတာပဲသူ့အပြစ်အပြစ်ထဲမှာ ရှင်ရာကုတ်ဩဝါဒစာခန်းကြီးငငယ်20မှာဘလို့ပြောလဲဆိုအပြစ်ရှိတော်သူကိုမာယွန်တော်လမ်းမှပြန်စီတော်သူသည်တဲ့ဝိညာဉ်ကိုတည်ခြင်းမှကေတင်၍များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်သည်ဟုထိုသူသည်တိမှတ်စီတဲ့။နောင်တရတဲ့သူကိုဘုရားသခင်ကခွင့်လွတ်တယ်ဆိုရင်ကျွန်တော်တို့ဘာလို့မခွင့်လွတ်တာလဲဆိုပြီးမှယာကုတ်ကရှင်းပြထားတာ။ဒါကြောင့်နောင်တရတဲ့သူကိုကျွန်တော်တို့သူ့ရဲ့လှုပ်ခဲတဲ့အရာအလုံးကို ခွင့်လွတ်ပေးရမယ်နားလည်ပေးရမယ်လက်ခံပေးရမယ်ကျွန်တော်အမြဲပြောတယ်လေဘုရားသခင်ခွင့်မလွတ်နိုင်တဲ့အပြစ်ဆိုတာမရှိဘူးလူနောင်တမရလို့တာဘုရားသခင်ခွင့်မလွတ်တာနားလည်လားမသိဘူးနော်ဘုရားသခင်ခွင့်မလွတ်တာမဟုတ်ဘုရားသခင်ခွင့်လွတ်ပြီးသားပဲဒါပေမဲ့ကျွန်တော်တို့နောင်တမရတဲ့အခါမှာအဲ့ဒီခွင့်လွတ်ခြင်းကကျွန်တော်တို့အပေါ်မှာမတက်ရောက်လာတာကျွန်တော်တို့အပေါ်မှာမတက်ရောက်လာတာကျွန်တော်တို့အပေါ်မှာခွင့်လွတ်ခြင်းတက်ရောက်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့နောင်တတရားဆိုတဲ့တော့ချက်နဲ့ဖွင့်ရတာစစ်မှန်တဲ့နောင်တတရားဖြစ်ရမယ် နောင်တရကြည့်လိုက်ခဏနေပြန်တော့လှုပ်လိုက်ခဏနောင်တရလာလိုက်ခဏနေဝင်ချလိုက်ခဏအပြစ်တလှုပ်လိုက်အဲ့လိုမျိုးဆိုရင်တော့စင့်မှန်တဲ့ယုံကြည်သူတော်မဟုတ်ဘူးเนาะတတိထားပါဒါကမေတ္တာဟာအပြစ်ကိုဖုံးအုပ်တတ်တယ်ဆိုတဲ့စကားကိုကျွန်တော်နည်းနည်းလေးရှင်းပြသွားတာနောက်ဆုံးတော့ကာလမှာအဲ့လိုချစ်ချင်းမေတ္တာရှိရမယ်ဆိုတာကျွန်တော်နားလည်ရတယ်โอเคဒါပထမတစ်ချက်ဖြစ်ပါတယ်ဒုတိယတစ်ချက်ကမငင်းညူပဲအေဝိုပြုပါလို့ခွန်အားပေးခြင်း ਨੇ အဓိကဖော်ပြချင်တာကမငင်းညူနဲ့ပေါ့နော်မငင်းညူနဲ့ကျင်းစာရှင်ဖွင့်ကြည့်နော်တစ်ပေခန်းကြီးလေးငယ်ကိုမှမိတန်းချင်းမရှိပဲအချင်းချင်းအဲဝုတ်ကိုပြူကြလောအချင်းချင်းအဲဝုတ်ကိုပြူကြလောဆိုတဲ့နေရာမှာဧတေဝုတ်ကိုတော့ကျွန်တော်တို့ယုံကြည်သူတွေလှုပ်ကိုလှုပ်ရမယ့်အရာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကျမ်းစာမှာလည်းပြောထားတယ်လေ။ဟေဘေးခန်းကြီး73ထဲမှာလည်းပြောထားတယ်လေ။ဧတေဝုတ်ကိုပြူပါမမေ့မယောနဲ့ ။ဘာကြောင့်လဲဆိုတော့တချို့ရောသူတွေကအဲ့တဲ့ဝုတ်ကိုပြုတ်ရင်းနဲ့ကောင်းကင်တမန်ကိုအမတ်မထင်ဧခံမိကြမိတက်ကြတယ်ဆိုမှပြောထားတယ်လေ။အဲ့ဒါအာဗြဟံကိုယဉ်ညွန်းတာ။အာဗြဟံကအမတ်မထင်ကောင်းကင်တမန်ကိုဧခံမိတက်တယ်နော်။ဧဝုတ်ပြုတ်ပြုတ်ပေးမိတက်တယ်။ဒါကြောင့်သူကောင်းကြီးရတယ်။ဒါပေမဲ့အခုဆရာရဲမင်းပြောလို့ဧဝုတ်ပြုတ်ရမယ်ဆိုမှအိမ်မှာလာတဲ့သူတိုင်းလက်ခံဖို့မဟုတ်ဘူး။ Okay ။ချစ်တော်ညီကိုမောင်မတော်ကျွန်တော်ပြောမယ်နော်။ဤတိလလူမျိုးတွေလေဤတိလလူမျိုးတွေ အီဂျစ်ပြည်ကနေခါနန်ပြည်အထိနှစ်ပေါင်း40လမ်းလျှောက်ခဲ့ရတယ်။တကယ်တမ်းပညာရှင်တွေတွက်ချက်တဲ့အခါမှာအီဂျစ်ပြည်ကနေခါနန်ပြည်အထိလေလမ်းလျှောက်လို့ရှိရင်အများဆုံး3လပဲကြာတယ်။အဲ့ဒါကိုအီတီလာလူမျိုးတွေကနှစ်ပေါင်း40ကြာခဲ့တယ်။ဟုတ်ကဲ့တချို့ပါလေဟိုအာတောင်ပေါ်မှာပေါ့နော်။ဘုရားသခင်ပေးတဲ့ပညာခံယူတဲ့အခါမှာတော့ ဘုရားရှိခိုးရတဲ့အချိန်မှာတို့စစ်တိုက်ရမယ့်အချိန်တို့အားလုံးပေါင်းလိုက်ရင်တော့မှအများဆုံးတစ်နှစ်ခွဲပဲကြာနိုင်တယ်။ Okay အများဆုံးတစ်နှစ်ခွဲပဲလမ်းလျှောက်တာ။အဲ့ဒီတစ်နှစ်ခွဲပဲတွားရမယ့်ခရီးကိုတို့ဘာကြောင့်နှစ်40လျှောက်ခဲ့ရတာလဲ။ဘုရားသခင်ကတစ်နှစ်ခွဲပဲတွားရမယ့်ခရီးကိုဘာကြောင့်နှစ်ပေါင်း40အထိကြန့်ကြာခိုင်းတာလဲ။စင်စားဘူးတလားနော်စင်စားဘူးတလားအဖေကအင်မတန်ရှင်းပါတယ်အေးတေလာလူမျိုးတွေက လမ်းခီးတလျှောက်လုံးမှာဖရာသခင်ကို အကြင်ကြင်ညင်းညူပစ်တင်တဲ့အတွေ့အကြုံဖြစ်တယ်။အားလုံးမမိကြလားမသိဘူးနော်။ဖရာသခင်ကိုပစ်တင်တဲ့ဟာဟိုတမဟောင်းဖတ်မယ်ဆိုလို့ရှိရင်မမိကြမယ်ထင်တယ်။ညင်းညူပစ်တင်တာမိတန်းကြတာ။အထူးတစ်ဖြစ်ကျွန်တော်နှစ်ခုသုံးခုပြောပေးမယ်။ပထမတစ်ခုသူတို့ပင်လေနှချမ်းကွဲတဲ့ခါမှာပင်လေနှချမ်းမကွဲခင်ဒီပါလေမောရှိကသူ့ရဲ့တောင်ဝေးနဲ့ဆူတောင်ပြီးမှပင်လေနှချမ်းကိုမခွဲခင်မှာအေးတေလာလူမျိုးတွေရှောင်းရင်းရှောင်းရင်းနဲ့ ပင်လေကိုရောက်လာတယ်လမ်းမရှိတော့ဘူးโอเคလမ်းသွားဆရာမရှိတော့ဘူးအနောက်မှာဘာလိုက်လာလဲအီဂျီရဲ့စစ်စစ်သားတွေလိုက်လာပြီအီဂျီရဲ့စစ်သားတွေကအများကြီးသူတို့တတ်ဖို့လိုက်လာပြီအရှိမဘာကာထားလဲဆိုတော့ပင်လေကြီးကာထားတယ်အဲ့တော့တေဖို့ပဲရှိတော့တယ်မဟုတ်ဘူးလားအရှိမကပင်လေအနောက်မှာကအီဂျစ်လူမျိုးစစ်သားတွေသူတို့တတ်ဖို့လာနေပြီသူတို့ဘယ်လိုလုပ်မလဲ ်များတော့အဖြစ်ဒီချိန်မှာကျွန်တော်တို့ကဆုတောင်းတဲ့နယ်လေနော်ဟုတ်တယ်နော်ကျွန်တော်ခရိယန်တယောက်ဆိုရင်ဒါပေမဲ့ဣတိလလူမျိုးတွေကဆုတောင်းဖို့နေနေတာတာဘလို့လှုပ်လဲတိလားဖယားသခင်ကိုပြင်မာကြတယ်မိတန်းကြတယ်ညီးညူကြတယ်ဖယားသခင်ငါတို့အီဂျစ်မှာတင်းကြိုင်းမရှိလို့ငါတို့ဒီမှာလာတေခိုင်းတာလားစသဖြင့်ဖယားသခင်ကိုပြစ်တင်ကြတယ်အဲ့လိုအဲ့လိုပြစ်တင်လိုက်တော့တို့အားလုံးအမှာပဲတေခဲ့တာလားမဟုတ်ပါဘူးဖယားသခင်ကအံ့ဩပွဲပင်လေကိုနှစ်ပိုင်းကွဲစီပြီးမှ ခန်း6တဲ့မြေပြင်မှာလမ်းလျှောက်သွားခဲ့ခိုင်းတယ်သူတို့အာမင်ဒီနေရာမှာပြောစရာလည်းအများကြီးရှိတယ်ဒါပေမဲ့အတိအကပြောချင်တာကတော့အေးတေလာလူမျိုးတွေငင်းညူပစ်တင်တဲ့အကြောင်းကိုပြောချင်တာနော်အီဂျစ်ကနေထွက်လာတာနဲ့စအေးတေလာလူမျိုးတွေကဖျားကိုငင်းညူပစ်တင်နေပြီနောက်ပြီးမှဒီတောလေယာမှာတောလေယာမှာရောက်တဲ့အခါမှာအေးတေလာလူမျိုးတွေစားစရာကြောင့်အစာရေစာကြောင့်ဖျားသခင်ကိုပြန်လဲငင်းညူပစ်တင်တယ် ငါတို့အီဂျစ်မှာစားဆရာတလောက်များရှိတာငါတို့တောမှာစားဆရာမရှိပဲတေခိုင်းမလို့လားအဲလိုမျိုးတွေအဲ့တော့ဘုရားသခင်ကဘာဖြစ်လဲသူတို့ကိုကောင်းကင်ကနေမာနမုံဆိုတာခြွကြွေးတယ်ချစ်တော်ညီကိုမောင်မတော်အီတီလာလူမျိုးတွေကတလျှောက်လုံးမှာညင်ညူပြစ်တင်နေတာနောက်ဆုံးနောက်ဆုံးခါနန်ပြည်ဝင်တဲ့အထိပဲခါနန်ပြည်ဝင်တော့မဲ့အချိန်မှာသူတို့ကတရှိုးကိုစေလွတ်တဲ့ခါနန်ပြည်ထဲကိုခါနန်ပြည်ထဲကိုတရှိုးစေလွတ်တဲ့အခါမှာတရှိုးပြန်လာတဲ့အခါမှာတရှိုးတွေအားလုံးကဘယ်လိုပြောလဲဆိုအာ ခါနန်ပြည်လူတွေကငါတို့ထက်အမြင့်အသားမြင့်တဲ့လူကြီးအေယာမလူကြီးတွေအာဘလူးလိုမျိုးပဲငါတို့ကိုက်စားတော့မှာငါတို့ဆိုသူတို့လက်ဝါးတဲ့ထဲမှာချင်ရိုက်တယ်လို့ဖြတ်ရိုက်သွားလိုက်မယ်အဲ့လိုမျိုးဟိုပါလေအေးတယ်လားလူမျိုးတွေကိုပြောပြတဲ့အခါမှာအေးတယ်လားလူမျိုးတွေကကြောက်လွန်းလို့တေးမှာကြောက်လွန်းလို့မနိုင်မှာကြောက်လို့ဖျားသခင်ကိုညှင်းညူပစ်တင်တယ်အဲ့ဒီခါမှာနောက်ဆုံးမှတော့မှညှင်းညူပစ်တင်နေသေးတယ်ဆိုလိုချင်တာကပါလေဆိုလိုချင်တာက ဆိုလိုခြင်းကဘုရားသခင်ကိုသူတို့ပြင်မာတဲ့အကြောင်းကိုအဓိကထောက်ပြချင်တာအမှန်ကတော့ဘုရားသခင်သူတို့ဘာလဲညဉ့်ညူပြစ်တင်တိုင်းမှာဘုရားသခင်ကကယ်တင်ပါတယ်ဒါပေမဲ့သူတို့ဘုရားသခင်ကိုညဉ့်ညူပြစ်တင်တဲ့အတွေ့တနစ်ကြော်ပဲတွားရမယ်လမ်းခီးကိုသူတို့ဘာဖြစ်လဲနှစ်ပေါင်း40လောက်တွားခိုင်းခဲ့တယ်ဘာကြောင့်လဲသူတို့ဘုရားသခင်ကိုပြစ်မာတယ်လေခဏခဏပြစ်မာတယ်ခဏခဏပြစ်တင်တယ်ဒါကြောင့်ဘုရားသခင်ကသူတို့ပြောတယ်ညီတို့အီဂျစ်ပြည်ကနေထွက်လာတဲ့အဖွဲ့တွေကတော့ အားလုံးတော့မှာပဲလဲခဲ့ရမယ်ဆိုလိုချင်တာအားလုံးတော့မှာပဲတည်ခဲ့ရမယ်ခါနန်ပြည်မှာဝင်စားရမယ့်သူကတော့မှာမွေးလာတဲ့အဲ့ဒီမျိုးဆက်တစ်တွေပဲဝင်စားရတာကျွန်တော်တို့ပါလေဒီအာယောရှုနဲ့ကာလက်ကလွဲလို့ပေါ့နော်ယောရှုနဲ့ကာလက်ကလွဲလို့ကျန်တဲ့သူတွေအားလုံးအားလုံးကမျိုးဆက်တစ်တွေပဲဝင်ရမယ်ကျန်တဲ့သူတွေလူဟောင်းတွေကတော့မှာတည်ခဲ့ရမယ့်သဘောဘာကြောင့်လဲဆိုတော့ဖယားသခင်ကို ပြစ်မာလို့မိသန်းတာ ညီးသွားတာညီးညူတာโอเคဒါကြောင့်ချစ်တော်ညီကိုမောင်မားတို့ကျွန်တော်တက်တာထဲမှာလေးနောက်ဆုံးတော့ကာလမှာအဲဝုတ်ပြူတဲ့အခါမှာသူတပောက်ကူညီတဲ့အခါမှာမညီးညူပါနဲ့အဲဝုတ်ဆိုတာကအခုမှကူညီတယ်လို့ပြောရင်ပုံမှပြည့်စုံမယ်နော်ယုံကြည်သူအချင်းချင်းကူညီတဲ့အခါမှာလေးမိတမ်းမမိနမ်းမညီးညူပါနဲ့အပြစ်မတင်ပါနဲ့လူကိုအပြစ်တင်တယ်ဖခင်ကိုအပြစ်တင်တယ်ဟုတ်တယ်နော်ကြာလာရင်ကျွန်တော်တို့ကစိတ်ညစ်လာတယ်လေကိုကြီးနေရင်းနဲ့စိတ်ညစ်လာတယ် သူတပောက်ကူညီတာကကောင်းကြီးရအမှန်ကကောင်းကြီးခံရမှာညင်းညူပြစ်တင်တဲ့အခါမှာကောင်းကြီးမဖြစ်ပဲနဲ့အမင်္ဂလာဖြစ်သွားနိုင်တယ်တတိထားပါဒါကြောင့်နောက်ဆုံးတော့ကာလမှာမညင်းညူပဲနဲ့အေဝိုးပြုပါတနည်းအားဖြင့်အခုခေတ်စကားပြောမယ်ဆိုရင်မညင်းညူမပြစ်တင်ပဲလူတကာကိုကူညီပါလို့ကျွန်တော်ခွန်အားပေးခြင်းတယ်ဟုတ်ပြီနော်နောက်ဆုံးနှိကုံချုပ်ရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်လေးကနောက်ဆုံးတော့ကာလမှာယုံကြည်သူခရိယန်တွေဘယ်လို့ ပြင်ဆင်ရမလဲဆိုတဲ့အပိုင်းနှစ်ကိုဝင်ငါသွားတဲ့အချက်နှစ်ချက်နဲ့နံပါတ်၁တစ်ချက်ကအချင်းချင်းချစ်ကြပါ။ဘာကြောင့်လဲချစ်ချင်းမေတ္တာဟာများစွာတော့အပြစ်ကိုဖုံးအုပ်တတ်တယ်လို့ရှင်းပြသွားတယ်။နံပါတ်၂ကမငင်းညူပဲအေဝိုးပြုပါလို့ဖော်ပြသွားတယ်။အဓိကငင်းညူပြစ်တင်ခြင်းဟာကောင်းကြီးမင်္ဂလာမဖြစ်ဘဲနဲ့အမင်္ဂလာဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြသွားတယ်။နောက်ဆုံးသောကာလမှာအကောင်းဆုံးအသက်ရှင်သောယုံကြည်သူခရိယန်များဖြစ်ကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့ရင်းနဲ့ဤကုံချုပ်လိုက်ပါတယ်။ ဒီကနေ့မနေ့နှုတ်ပတ်တော်ကိုနားဆင်သွားတဲ့သူအယောက်ချင်းစီတိုင်းဖရာသခင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်